အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဗမော်တင်အောင်ရေးတော့ဒေါက်တာလွမ်းဝေလို့အမည်ရတဲ့လုံချင်းဝိတုရှိကိုအပိုင်းနည်းအနေနဲ့ကျွန်တော်ကိုရှိတာမှာဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ နားဆင်ကြည့်ပါအောင်ခင်ဗျာဒေါက်တာလွမ်းဝေအပိုင်းနည်းလူတို့၏ပင်ပန်းဆင်းရဲရသောယောဂသည်လူအရွယ်ကြီး၏တက်တန်းနှင့်အမျှအိုမင်းလာလေပြီဖြစ်သောနာရာကြီးယောဂကြီးတစ်ပါးသာဖြစ်လေသည် ထိုယောဂသည်96ပါးသောယောဂဆင်းရင်တွင် မရှိချေထို့သောဆင်းရင်ထဲမှပယ်ထားခဲ့ခြင်းသည်မိသည့်စေတမကမျှကုစားခြင်းမပြုနိုင်တော့၍လက်လွတ်ထားခဲ့သောကြောင့်ပင်ဖြစ်တန်ရလေသည်ဆရာဝန်ကြီးဦးလွမ်းဝေသည်အတွေ့အကြုံများပြားကြွယ်ဝလာသောတမားတော်ကြီးတဦးဖြစ်လေသည်အတွေ့အကြုံများပြားလာသည်နှင့်အမျှတက်ပြတ်လာသောဆရာဝန်ကြီးတဦးလည်းဖြစ်လာလေသည်တို့ရတွင် ထိုဆင်းရဲပင်ပန်းခြင်းယောဂကို သူသည်မိသည့်ဈေးဝါအဖြစ်ကုသနိုင်ပါမည်နီ။ တမားတက်အိုမင်းလာဒီနေအမြထိုယောဂသည်စေတမားများကုစားခြင်းက မတက်နိုင်သောယောဂတပါမှန်ဆရာဝန်ဦးလွမ်းဝေသည် တစားတက်တစားသဘောပေါက်နားလည်လာလေသည် တွေးစမြင်စပြုလာလေသည်ထို့သောသဘောပေါက်နားလည်ကပြည်သူတို့၏အထွေထွေကျမ်းမာရေးနှင့်ပတ်သက်၍အခြေခံအကြောင်းရင်းများကိုမြတ်ဝါထင်တွင်တွေ့လာမြင်လာရခြင်းကဆရာဝန်ကြီးဦးလောင်းဝေသည် အတွေးခေါင်ကတဖက်ဆုံးသို့ဖြင့် ရောက်ရှိသွားလို့မတက်ဖြစ်ခဲ့ဘူးလေဒီဒီလောက်ဆင်းရဲပြီးယောဂရလာတဲ့တိုင်းပြည်မျိုးမှာဆရာဝန်လုပ်နေတို့အလကားထင်ပါရဲ့ဥရွေးပင်ညီတွားပြောဆိုရင်မိမိလောက်ကင်နေသောလုပ်ငန်းကိုပင်တန်တရာများဝင်လာခဲ့ဘူးသည်ယောဂများအလုံးဤပောက်ခွာရအခြေခံအကြောင်းရင်းဖြစ်သောဆင်းရဲပင်ပန်းခြင်းယောဂကိုလုံးဝရှင်းလင်းပြောက်ကင်းသွားအောင်ကုသခြင်းမပြုနိုင်သေးသည်သူသည်မိမိသဘောနှင့်မိမိမြန်မာနိုင်ငံရဲ့ရဲ့တို့လှည့်လည်ကား ယခုကဲ့သို့တွေးသမျှလူနာများအားလိုက်လံကုသနေခြင်းသည်အတိတ်ပင်မှရှိပါ၏လောထိုမေးခွန်းကိုလည်းဒေါက်တာလွမ်းဝေသည်၎င်း၏ကိုကိုအကျိန်ပေါင်းများများစွာမေးမြန်းကြည့်ရှုခဲ့ပူလေသည် ထို့သောမေးမြန်းရင်းသူအမြတ်တနိုးနှင့်ခက်ခဲရင်တင်ကြားတက်မြောက်၍လာခဲ့ရသောစေတိတ်ပံအတက်ကိုပင်လျင်စိတ်ပြည့်ရှင်သလိုလိုများဖြစ်လာခဲ့ပူလေသည် အသက်အရွယ်ငယ်စဉ်ကစိတ်ကူးခက်ရင်ရင်နှင့်စေတိတ်ပံကိုတက်ရောက်တင်ကြားခြင်းမပြုခဲ့ပဲတိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းများကိုသာလောက်ကင်ခဲ့ရလျင်အဘယ်များကောင်းလိုက်ကောင်းလိုက်လိမ့်မည်နည်းဟူ၍လဲနောင်တရခြင်းတလို့လို့အထီလဲဖြစ်လာခဲ့ဘူးလေသည်တို့ရတွင်သူသည်စေတိတ်ပံတက်ကိုတင်ကြားတက်မြောက်ခဲ့ဘူးလေပြီသူသည်ရင်းကျက်လျက်ရှိသောဆရာဝန်ကြီးတဦးတယောက်လည်းဖြစ်နေခဲ့လေပြီ ရင်းတို့မျက်မှောက်ပြုနေရသောပြစ်ဆက်ခဘဝမှာသူသည်နောက်ကြောင်းသို့ပြန်ပြေး၍မဖြစ်တော့တကယ်သို့ဘေးနှဖက်သို့လည်းပြေးထွက်၍မဖြစ်နိုင်တော့ချေအစကတည်းကသူ၏သဘောနှင့် သူ့ဘာသာသို့ရွေးချယ်ခဲ့ခြင်းပြုခဲ့သောလမ်းအတိုင်းမဆုံမရှင်းသူသည်ရှောက်လိုက်ရပေတော့မည်သူသည်ခလေးငယ်တယောက်လည်းမဟုတ်တော့ချေအသက်ပင်၄၀ကျော်လွန်လာခဲ့ပြီဖြစ်သောဆရာဝန်ကြီးတဦးဖြစ်နေလေပြီ။ ခန်းတော်လူရုဆရာဝန်ပေါခေါင်းမြုပ်ကလေးတို့ရောက်ချီပြီးမကြာမီကပင်ဒေါက်တာလွမ်းဝေသည်၎င်း၏လုပ်ငန်းကိုတစားတည်းတစားတန်တရားဝင်လျက်ရှိနေသူတို့အုမျှသာဖြစ်လေသည် သူရတွင်တခါတည်းဆွန့်လို့ခြင်းပြုလိုက်ခြင်းလောက်အောင်တော့အယုံကြည်ကင်းမဲ့နေသောအရှင်နေမျိုးတင်တော့မဟုတ်သေးရှိသူသည်နှစ်ပရိစေတာအတန်ကြာမြမြန်မာနိုင်ငံရဲ့ရဲ့တို့ ူကိုကိုသူ့ဘာသာတာဝန်ပေးက သူစီရင်နဲ့သူလှဲ့လှဲ့ချင်းပြုခဲ့သူတို့ဦးမြတာဖြစ်လေသည်သူ၏သဘောနှင့်သူ့ဘာသာသူတိုင်းပြည်တာဝန်ကိုထမ်းဆောင်လျက်ရှိနေခဲ့သောမျိုးချစ်ဆရာဝန်ကြီးတို့ဦးလည်းဖြစ်လေသည်ထို့သူမြမဟုတ်ပဲသူသည်သူ၏တကူကောင်အခွင့်အလမ်းများကိုသာရှားဝေလောက်ကန်ခြင်းပြုခဲ့မိလျင်ဆရာဝန်ကြီးဦးလွမ်းဝင်သည်တားပေါင်းများစွာချမ်းသာကြွယ်ဝနေသောလူချမ်းသာကြီးတို့ဦးဖြစ်နိုင်ပေသည်သူသည်ဒုရီယကဘာစီကြီးမဖြစ်ပွားမီကပင် ရန်ကုန်တက္ကသိုလ်စိတ်သိပ်ပံမှ MPBS ကိုအရှားရှားသောအကြောင်းသူအကြောင်းသားများထက်ထူးထူးချွတ်ချွတ်အောင်မြင်ခဲ့သူတရားဖြစ်လေသည်အလွန်တရာထက်မြက်လာသောစိတ်သိပ်ပံအကြောင်းသားမောင်လွမ်းဝေကိုအင်္ဂလိပ်အင်္ဂလန်တို့ပင်အစိုးရပညာတော်တွင်အဖြစ်ဖြင့်စိတ်လိုချင်းပြုရန်တက်ဆိုင်ရာမှရွေးချယ်ခဲ့ကြလေသည်ထိုစဉ်တော့ကလေးကမောင်လွမ်းဝေသည်မိမိတကူကောင်အခွင့်အလမ်းများကိုရှားပွေလောက်ကင်ပြီးဆိုက သူသည်အင်္ဂလန်သို့အစိုးရပညာတော်သင်အဖြစ်ဖြင့်တွားရောက်က MRCB ဖွဲ့ကိုလွယ်လင်းတကူရယူနိုင်လေသည်ထို့နောက်သူသည်မြန်မာနိုင်ငံသို့ပြန်လာပြီးလျင်အောင်မြင်သောဆရာဝန်ကြီးတဦးအနေနှင့်သူ၏အခွင့်အရေးများကိုကြိုက်တယ်လို့ခြာပွေနိုင်ပေသည်တွားရတွင်ထိုစဉ်ကတည်းကပင်အစိုးရပညာတော်သင်အဖြစ်ဖြင့်ရွေးချယ်ခံရခြင်းကိုမောင်းလန်းဝေသည်ခါခါတည်တည်ညှင်းဆန်ခဲ့သည် သူဒီဗီဒီယာကိုလိုနီအစိုးရကခိုင်းစေသောအလုပ်ကိုလက်ခံလောက်ခံခြင်းမပြုလို့ဟုတိတိကျကျအကြောင်းပြခဲ့သည်သူခက်ခဲရင်ရင်တင်ကြားတမျောက်ထားသော စေးသိပ်ပံအတက်သည်သူ၏အမျိုးသားများအတွက်သာဖြစ်ရမည်ဟုလည်းပြန်လည်၍ပြောဆိုခဲ့ဘူးလေသည် အလွန်တရာရရှိခဲ့လာသော အခွင့်အရေးကြီးတစ်ခုကို MBBS ဘွဲ့ရကစားဆရာဝန်ကလေးမောင်လွမ်းဝေရင်းတို့ခါခါတီတီနှင့်တင်းတင်းမာမာညင်းဆန်လိုက်သောအခါ ဘေးမှထိုသတင်းကိုကြားရသောသူများသည်အံ့ဩခြင်းမကအံ့ဩကြလေသည်ထိုစဉ်ကအသက်အစိတ်ခမ်းများလောက်သာရှိပလိမ့်မည်ဖြစ်သောမောင်လန်းဝေကိုမိသူကားမြနားပလည်နိုင်အောင်ဖြစ်ခဲ့ကြလေသည်ထိုကဲ့သို့ရာခဲလာသောကိုရီးကိုယ်တာအခွင့်အရေးကြီးတစ်ခုကိုငင်းဆန်လိုက်ပြီးနောက်ဆရာဝန်မောင်လန်းဝေသည်ရန်ကုန်မြို့၌စေတိုက်တိုက်ကိုဖွင့်လိုက်ပြီးအလောက်ကင်လောက်မြည်ဆိုလျင်ထမ်းမြတ်သောဆရာဝန်တဦးအနေနဲ့ သူသည်ကြော်ကြားအောင်မြင်လှသောယောဂကုံတဲ့ကြီးတဦးလည်းဖြစ်လာနိုင်ပေသည်သူ၏နောက်မှဘွဲ့ရကရန်ကုန်မြို့၌စေတိုက်တိုက်ဖွင့်၍လောက်ကင်နေသောဆရာဝန်အများပြားပင်လျင်လူချမ်းသာများဖြစ်၍နေလေပြီတချို့သောသူများသည်ဗန်းတိုက်ကြီးများ၌ငွေကိုတိမ့်နှင့်ရှိ၍ပင် အနံထားကြလေပြီတချို့သောသူများသည် ရန်ကုန်မြို့၏တိုက်ကြီးများပင်၃၄တိုက်များဆောက်ပြီးထားကြလေပြီဆရာဝန်ကြီးဦးလောင်းဝေသည်နုနဲ့ငယ်ရွယ်သော ကျောင်းသားတငယ်ဘဝကလေးကအလွန်တရာမြင့်မြတ်ရင့်ကျက်လာသောစိတ်နေသဘောထားများရှိနေခဲ့သည်သူသည်ဆယ်တန်းကိုအောင်မြင်ခဲ့ပြီးနောက်တက္ကသိုလ်သို့ဝင်ရောက်သင်ကြားခြင်းပြုနိုင်သောအခွင့်အရေးကိုတနည်းမျှဆောင်သန်းခဲ့ရသည်အဘဲကြောင့်ဆိုသောသူသည်အတတ်မစိမီဆယ်တန်းကိုအောင်မြင်ခဲ့သောကြောင့်ဖြစ်လေသည်ငယ်စဉ်ကလေးကပင်လျင်ဆရာဝန်ကြီးတို့ဖြစ်ချင်လာသောမောင်လွမ်းဝေသည်ရန်ကုန်တက္ကသိုလ်ကျောင်းသို့ဝင်ရောက်ပညာသင်ကြားရသောအခါ စေတိတ်ပိုင်၏အရှိကအတန်းကိုသူ၏သဘောနှင့် သူ့ဘာသာသူတက်ရောက်တင် जा ခြင်းပြုခဲ့လေထိုအချိန်တွင်မောင်လန်းဝင်၏မိခင်တေဆုံးပြီးနောက်ဒုတိယအိမ်တော်ဆက်နှင့်တာသမီများပင်ရရှိနေပြီဖြစ်တော်၎င်း၏ဖခင်ကတားလို့သူကို ကောလိတ်သို့မပို့လိုလားရှိမပို့မဖြစ်၍ပို့ရသောအခါ၌လည်းခဏနေမြပင်တင် जा ခြင်းပြုလို့ရတော့စေတိတ်ပံအတက်ကိုတင်သားခြင်းမပြုစေလို့ထိုကိစ္စအတွက်တားဖနှစ်ယောက်တို့သည်တော်တော်ကြီးစကားပြောဆိုခဲ့ရလေသည် မင်းကို BA ဖြစ်ဖြစ် BSc ဖြစ်ဖြစ်အောင်ဒီအထိတာဖေဖေထောက်ပံ့နိုင်နေမှာမောင်လောင်းဝေမင်းရဲ့ပြင်ဖေဖေမှာနောက်ထပ်ကြောင်းထားရမယ့်ကလေးတွေလည်းရှိသေးတယ်စဘာ150လောက်ကြာတော့ဆက်လက်ကလေးတစ်လုံးနဲ့စသက်သေးအခေါ်ခံနေရတော့၎င်း၏ဖခင်ကတားလို့သူကိုထိုးခဲ့သူတိတိကျကျပင်တတိပေးစကားပြောဆိုခဲ့သည်ကျွန်တော်အတွက်၄နှစ်ပဲဖေဖေထောက်ပံ့တာပေါ့ကျန်တဲ့နှစ်တွေအတွက်ကျွန်တော်ပါလာကျွန်တော်တာဝန်ယူပါမယ် ဆရာဝန်တက်ကိုတင် जा လို့လာတော့မောင်လွမ်းဝေသည်မိမိကိုကိုမိမိတာဝန်ယူခဲ့ရသည်ရန်ကုန်တက်ကတူ၌စေသိဘံအတက်အတွေ့အခြေခံအတန်းများကိုနှစ်နှင်းဆက်၍တင် जा ပြီးနောက်တားဖနှစ်ယောက်တို့သည် စကားများကြားနေသည်ဥပဒါအထက်တန်းကိုတင်ကျင်သောတားလို့သူအားဖခင်ဖြစ်သူကစေသိဘံတို့မသွားစေလို့ရှိဝိဇ္ဇာတန်းကိုသာဆက်လက်တင် जा ဖို့ပြောဆိုလေသည် သူရတွင် မောင်လွမ်းဝေသည်ဖခင်လို့သူ၏စကားကိုနားမထောင်ချေ စေသိပ်ပံတို့ဇိုတိုးသွားကြသည်ထို့ကြောင့်စေသိပ်ပံဒုတိယနှစ်တွင်တာဖာနှစ်ယောက်တို့သည်အကြီးအကျယ်စကားများကြရလေသည်ဖခင်လို့သူကမြည်သည့်နင်းနေမြဆက်၍မထောက်ပံနိုင်မထောက်ပံ့နိုင်တော့သည့်အကြောင်းကို ပြောဆိုလေသည်နောက်အိမ်တော်နဲ့ရရှိထားသောသမီးနှစ်ယောက်နဲ့တားတယောက်တို့ကိုပညာသင်ကြားနေသောကိစ္စကိုအကြောင်းပြ၍ပြောဆိုလေသည် မောင်လွမ်းဝေသည်ဆရာဝန်အတက်ကိုတပိုင်းတက်လန့်နှင့်ဆော့ခွာခြင်းပြုရတော့မည်ကဲ့သို့ဖြစ်ခဲ့ရလေသည်နောက်ဆုံး၌၎င်းမိခင် အမဖြစ်သူမုတ်ဆိုးမမင်းကတော်ကြီးတို့ကမောင်လွမ်းဝေအတွက်တာဝန်ယူပေးသဖြင့်သူသည်ဆေးရတက်ကိုဆုံးခန်းတိုင်အောင်တင် जा နိုင်ခဲ့ခြင်းဖြစ်လေသည်ဆေးသိပ်ပံမှဆရာဝန်ဘွဲကိုရယူခဲ့ပြီးနောက်သူသည်ရန်ကုန်ဆေးရုံကြီး၌နှစ်နေခန်းမြလေ့ကျင့်လောက်လောက်ကင်နေခိုင်း စစ်ဖြစ်လာခဲ့ခြင်းဖြစ်လေသည်ဂျပန်ခေတ်၌မြန်မာတပ်မတော်စေးဌာနတွင် သူသည်အမှုထမ်းခဲ့သည်ဘိုးကြီးအဆင့်ဖြင့်တပ်မတော်စေးဌာနတွင်စေရတွင်အမှုထမ်းခဲ့ပြီးနောက်စေကြီးပြီးသွားသောအခါဆရာဝန်ဦးလောင်းဝေသည်ရန်ကုန်မြို့မှတခါတည်းထွက်လာခဲ့ခြင်းဖြစ်လေသည်ယင်းသို့ရန်ကုန်မြို့မှစတင်ထွက်ခွာလာခဲ့လာခဲ့စဉ်ကဆရာဝန်ဦးလောင်းဝေတွင်ကျေးဝါဆိုင်ဖို့တခုတရေတက်တာတလုံး ဲ့ရလေးတခုစာအုပ်တစ်တာတလုံးစေးပစ္စည်းတစ်တာတလုံးလက်ဆွဲပါကြတလုံးနဲ့တရောတလက်တာပါလေသည် သူသည်တပည့်တယောက်မြောက်ကိုပင်ငားရမ်းခြင်းကတတ်နိုင်သူမဟုတ်ရှိသူသည်ထိုပစ္စည်းကလေးများဖြင့်မြန်မာနိုင်ငံရဲ့ရဲ့တို့လှည့်လည်ခဲ့ခြင်းဖြစ်လေသည်ရင်းတို့အတက်ရွယ်ရငငယ်နှင့်မိမိလောက်ကန်ခြင်းလာတော့အလုပ်ကိုမိမိသဘောတစ်ခုတည်းနှင့်လွတ်လွတ်ကျွတ်ကျွတ်လောက်ကန်လာခဲ့သဖြင့်ဒေါက်တာလွမ်းဝေသည်ချမ်းမြေပျော်ရွှင်ခဲ့လေသည် မိမိလောက်ကင်နေရသောအလောက်ကင်၌ကျဉ်းတတ်မှုတာယာမှုနှင့် အာရမှုများလည်းရှိခဲ့လေသည်သူသည်အခက်အခဲနှင့် အကြက်တဲများကို တွေ့သောအခါတွေ့ရတတ်လေသည်သို့ရာတွင် သူသည်ညှိုးငယ်ခြင်းတော့ကမရှိခဲ့ပါရှိသူအလောက်သည်လှဲ့လှဲ့ခြင်းပြုရသောအလောက်ဖြစ်သည်ဖြင့်တနေရာ၌သူသည်ကြာရှည်သည်ဖြင့်မနေနိုင်ပါရှိသူသည်မြို့ကလေးနားတွင် သူ၏ဆိုင်းဘုတ်ကိုတင်၍စက္ကန်းချလေသည်သူအရှိကစကမ်းမှာသူသည် တောလက်ကြီးရွာများသို့ဆင်းလေရှိလူနာများကုန်တလောက်ရှိသောအခါသူသည်ရွှေပြောင်းခြင်းပြုခဲ့ပြန်လေသည် သူသည်မြို့တမြို့၌3လမှ6လခန့်အထိမြို့အရှိန်ဤနယ်အရှိန်ဤကိုလာ၍စက္ကန်းချနေထိုင်လေရှိသည် သူစက္ကန်းချနေထိုင်သောမြို့၌တာလျင်သူသည် လူနာများကလာခေါ်မှလိုက်လံကုသခြင်းပြုလေရှိတော်လေကျေးလက်တောရွာများ၌ကထိုကဲ့သို့မဟုတ်ချေသူကိုယ်တိုင်လူနာများရှိရာသို့လိုက်လံရှာဖွေကာကုသတတ်လေသည် မေလျော်ဆွန့်ပစ်ထားခြင်းကိုခံနေကြရသောတောသားလူနာများသည်၎င်းတို့ရှိရသောအိမ်နံရရောက်လိုက်လံကုသပေးသောဆရာဝန်ဦးလွမ်းဝေကိုကျေးဇူးတင်၍မဆုံးရှိနေတတ်ကြသည်စေကုသကိုလည်းမတောင်းစေဘဝကကိုလည်းမပေးနိုင်လျင်မယူသောထိုဆရာဝန်အားတောသားများကသူတော်ကောင်းဆရာဝန်ကြီးဟုရည်ညွှန်းပြောဆိုတတ်ကြလေသည်တချို့သော အဖိုးကြီးအမေအမေကြီးများကမူဖျားလောင်ဆရာဝန်ကလေးပါကွယ်ဟူ၍ပင် ပြောဆိုကာတာတို့ခေါ်ကြလေသည် ။ဦးလွမ်းဝေသည်တက်ကြမ်းသောဆရာဝန်ကြီးငယ်များနှင့်စေယုံကြီးငယ်များရှိတတ်သောမြို့ကြီးပြကြီးများ၌ဘယ်တော့မှစကမ်းချလိမရှိတတ်ချေ။လုံလုံလောက်လောက်မဟုတ်သည့်တိုင်အောင်ပြည်သူများ၏ကျန်းမာရေးအတွက်ရှိတန်သလောက်ရှိနေကြသည်မဟုတ်တလော။သူသည်စေသမားနှင့်စေဘေးဌာနများမရှိသော အရက်ဒေသများ၌သာစကမ်းချနေထိုင်ခြင်းပြုသည်ကများလေသည်။တို့ရဲ့ဒေတာများရှိပြည်သူတို့၏ကျမ်းမာရေးအတွက်စောင့်ရှောက်ကြည့်ရှုပေးမိသူများမရှိသောကြောင့်ပင်ဖြစ်လေသည် ရိုးသားသောကြေးလက်တောရွာများမှလူနာများသည်ဆီယောင်ဝန်ဦးလောင်းဝေကိုအာကိုအားထားပြုကာခင်မင်တိုက်ကြတဲ့ကဲ့သို့မြို့အရက်မှအလုသမားများနှင့်စင်ရဲသားသူများသည်လည်းသူ့ကိုယ်သာအာကိုအားထားလေရှိပါသည် သူ့ကိုယ်သာရှိခင်ကြလေသည်အဘယ်ကြောင့်ဆိုသောဈေးကြီးသောအခြားသောဆီယောင်ဝန်ကြီးများနှင့်သူသည်စန့်ကျင်ဘက်ဖြစ်သောကြောင့်ပင်ဖြစ်ပါသည်အခြားခြားသောဆီယောင်ဝန်ဆိုသူများသည်ငွေကြီးအတွေ့သူတို့၏ဈေးရက်တ်ပညာကို အသုံးပြုကြတော်လဲ ဆရာဝန်ဦးလောင်းဝေတယောက်ကတော့မူရှေးကုသပေးသည့်အတွက်လူနာများ၏မေတ္တာနှင့်တအားသည်များထောက်ပံ့မှုကိုရရှိခဲ့သောစေသည်များမျှတာဖြစ်လေသည်သဘောထားတိမ့်နှုတ်ညံဖြင့်သောစေသည်မအချို့၏ညဉ့်ညင်မှုအမနာပ ပြောဆိုမှုနှင့်ရန်လိုမှုများကိုပင်ဥလွမ်းဝေသည်ရခဲ့ဘူးလေသည်တို့ရပင်ထိုကဲ့သို့သောစေသည်များနှင့်ဒေါက်တာလွမ်းဝေသည်ဖတ်ပြန်ဖတ်ပြန်ခြင်းမပြုခဲ့ချေ လက်လီကိုရှုထားခဲ့သည်ထိုသူများနှင့်ဖပြခြင်းပြုရန် သူသည်အချိန်ကုန်မခံနိုင်ရှိလုံးစရာလုပ်တွေကလည်းများပြားသည်မဟုတ်တလောအားလက်ခွင့်ရသောအချိန်ပိုင်းများ၌ဆရာဝန်ဦးလွမ်းဝေသည် သူ၏အတတ်ပညာနှင့်ဆိုင်သောစာအုပ်စာတမ်းများကိုဖတ်လို့ကဖတ်နေတတ်သည်ထိုကဲ့သို့လေးပင်လာသောစာအုပ်များကိုဖတ်ရလွန်၍ညင်းငွေလာသောအခါများ၌ကဘာကျော်စာရေးဆရာကြီးတဦးလည်းဖြစ်သည့်ဆရာဝန်ကြီးခရိုနင်ရေးသောဝိထုများကို၎င်း အမေရိကန်စာရေးဆရာကြီးစင်ကလေးယာလိုဝေရေးတော် Aerosmith နဲ့ဆရာဝန် Asel Mondi ရေးတော်စင်မိုက်ကဲကိုလည်းကောင်ဖတ်ရှုနေတတ်လေသည်ဖတ်ရှုခြင်းမှုကိုမပြုတ်နိုင်သောအချိန်ကာလနှင့်ညာပိုင်းများတွင်ကျောင်းသားလူငယ်ဘဝနှင့်ကျောင်းသားလူငယ်ဘဝတုန်းကဝါဒနာအားကြီးခဲ့သောတယောကိုဖြစ်စေလက်ဆွဲပါကြကိုဖြစ်စေသူသည်ကင်တွယ်တတ်လေသည် လူကြီးတိတ်ကငွေရောင်လက်နေတတ်သောညများ၌သူသည်တရောလေးကိုပခုံးထမ်း၌တင်ကမင်းနှင့်ညံ့၍ဘောလေတပုတ်တလေးကိုဖြစ်စေပတ်ပြိုးတပုတ်ပုတ်ကိုဖြစ်စေခတ်တိုးတို့ခတ်အုပ်အုပ်ထိုးနေတတ်သည် သူသည် တရောထိုးအလွန်ကောင်းသောစေတမတအူလေးဖြစ်သည်လူကြီးတိတ်ကမှောင်မိုက်နေတတ်သောညများ၌မူကသူသည်လက်ဆွဲပါကြကိုဒူးအထက်တွင်တင်က တေးထက်တပုတ်တလေးကိုဖြစ်စေကာလဘောတရှင်တပုတ်ပုတ်ကိုဖြစ်စေ မတိုးမကျဲဆွဲငင်နေလေရှိသည် ဥလွမ်းဝေသည်စေသမားကောင်းတဦးမြတာမဟုတ်ရှိလက်ဆွဲပါကြလဲအဆွဲကောင်းသူတဦးလည်းဖြစ်လေသည်မြို့ကလေးတစ်မြို့၌သုံးလားမှခြောက်လားကမ်းများအထိနေထိုင်က သူ၏တောင်ကိုထမ်းဆောင်ပေးစီ၍ဆရာဝန်ကြီးဥလွမ်းဝေအရှာအရက်တပါးတို့ပြောင်းရွှေ့မြည်ပြုသောအခါတိုင်းတမျိုးလုံးတစ်နယ်လုံးကဝိုင်း၍လွမ်းထက်ကြလေသည် အထူးသဖြင့် လူစင်းရဲသားများသည်၎င်းတို့၏မိတ်ဆွေဆရာဝန်ကြီးအခြားရတပါတို့မပြောင်းရွှေ့လိုကြချေသူတို့နှင့်သာအတူတူရှိစေလိုကြသည်သူထငါဝိုင်းဝန်း၍တားဆီးခြင်းပြုကြသည်ဆွဲကြသည်ဒေါက်တာလွမ်းဝေသည်တာမန်လူသားတို့အမျှသာဖြစ်လေသည်ဝမ်းနေစရာရှိလျင် သူသည်ဝမ်းနေတတ်ပေသည်ဝမ်းသာစရာရှိပါလျင်လည်းဝမ်းသာတတ်လေသည်တို့ရတွင် သူ၏အလုပ်သည်ဝမ်းနေဝမ်းသာ ဖြစ်နေရသောအလုပ်မဟုတ်ချေစေဝါကုသပေးရမည်သူ မရှိ၍ နာကျင်ညင်းညူနေရသောလူမမာများကိုလိုက်လံရှာဖွေ၍စေကုသပေးရသောအလုံးမြတာဖြစ်လေသည်ထို့ကြောင့်သူအားသူထက်ငါအလို့ရဲ့ဝိုင်းဝန်းတားဆီးနေကြသော မြို့သူမြို့သားများကိုအကျိုးသိအကြောင်းသိပြောပြရလေသည်ထို့သူများတဘောပေါက်လက်ခံလာအောင်စိတ်ရှိလက်ရှိ ရှင်းပြရလေသည် နောက်ဆုံး၌လူနာများသည် သူ၏ရှင်းလင်းပြောပြချက်ကိုလက်ခံလာကြလေသည် ဒေါက်တာလွမ်းဝင်နေထိုင်ခဲ့သောအရက်ဒေတာတိုင်းမှအရက်သူအရက်သားများသည်၎င်းပြောင်းချွေခြင်းပြုသောအခါတိုင်းနှုတ်ဆက်ပွဲများကို၎င်းတို့ဆွမ်းပကားရှိသလောက်ပြုလုပ်ပေးလေရှိသည်တုထက်ငါဝိုင်းဝန်း၍လက်ဆောင်ပစ္စည်းများပေးကမ်းတတ်ကြနေသည်နှုတ်ဆက်ပွဲ၌လည်းတုထက်ငါအလိုအရရှိကျူးစကားများပြောဆိုကြလေသည် လူများသည်၎င်းတို့အပေါ်၌တကယ်စေတနာထား၍လောက်ကင်ပြည့်တတ်သောသူများကိုရင်းထဲအသေးသေးကရှစ်တက်ခင်တက်ကြလေသည်တကားဆိုသောကောက်ချက်တရက်ကိုလည်းဆရာဝန်ကြီးဥလွမ်းဝေသည်၎င်း၏မြောင်များလှစွာသော အတွေ့အကြုံများထဲမှဆွဲထုတ်ယူငင်ခြင်းပြုနိုင်ခဲ့လေသည်သူသည်များစွာလည်းအတက်ခဲရပေသည်မချီစင်းရသော လူတို့များသည်တကယ်ပင်ရိုးသားဖြူစင်၍အလွန်တရာလေးမြတ်เสียရ ရှိခင်စရာကောင်းလာပေသည့်တကားဆိုသောကောက်ချက်တရက်ကိုလည်းသူသည်ထုတ်ယူရရှိခဲ့လေသည်။ယင်းသို့မြန်မာနိုင်ငံရဲ့ရဲတို့လှည့်လည်ရင်းမရှိစင်းရဲသားလူတို့များနဲ့ရင်းရင်းနှီးနှီးတွဲဆုံဆက်ဆံလာခဲ့ရသည်နှင့်အမျှထိုလူတို့များအပေါ်၌တောင်ဝမဲလာသောတက်ဆိုင်ရာအာဏာပိုင်များအားသူသည်အစပါထမ၌ခံပြင်းသောစိတ်များပေါ်ပေါက်လာလေသည်။လွတ်လပ်ရေးမတိုင်မီကဗြိတိရှ်ကိုလိုနီဝါဒသမားများသည်၎င်းတို့ကြုံပြုထားသော ပြည်သူများ၏ကျန်းမာရေးနှင့်ပတ်သက်၍လူကြားကောင်းလူမြင်ကောင်းယုံများလောက်သာလောက်ပြလောက်ကင်ခဲ့လေသည်။ဘာမှထိထိရောက်ရောက်စီမံဆောင်ရွက်ခြင်းလည်းမပြုခဲ့ကြချေ။သူရတွင်ထိုမှုသည်စံပြားလာသောကိစ္စတော်မဟုတ်ချေ။အဖဲကြောင့်ဆိုသောဗီဒီရှားကိုလိုနီဝါဒသမားများသည်ဘဲသူတေတေငတေမာလျင်ပြီးရောဆိုသောဥပဒေဥပိ္ပခါဝါဒကိုကျင့်သုံးခဲ့ကြသောလူရိုင်းများဖြစ်ကြသောကြောင့်ပင်ဖြစ်လေသည်။ ို့ရတွင်ဆရာဝန်ကြီးဦးလွမ်းဝေမျက်မှောက်ပြုနေရသောမြန်မာနိုင်ငံသည်သူ့ကျွန်နိုင်ငံမဟုတ်တော့ချေမိမိတို့၏လွတ်လပ်ရေးကို လူသိချင်းကြားကြေညာခဲ့ပြီးဖြစ်သောနိုင်ငံတနိုင်ငံဖြစ်လေသည်တို့ရတွင်လွတ်လပ်ရေးရပြီးသည့်နောက်မြန်မာနိုင်ငံအစိုးရအဖွဲ့သည်ရခိုင်ကဗီရိယကိုလိုနီဝါဒသမားများနှင့်ဘာမှမရှာပြည်သူတို့၏ကျန်းမာရေးကိုလှည့်လျူချုံမြဲတိုင်းတားလျင်ရှုထားခဲ့လေသည် ဆင်းရဲသားပြည်သူများထံမှအမျိုးမျိုးသောအခွန်တော်များကိုသာလဲမျိုးနှင်း၍လူရဲ့ကောက်ခံနေတော်လေပြည်သူတို့၏ကျမ်းမာရေးအတွက်ဘာမှထိုက်ထိုက်တန်တန်တုံ့ဆွဲခြင်းမပြုခဲ့ကြစေပြည်သူတို့အတွက်ဆေးရုံများဆေးပေးကမ်းများတာဖာဆေးရုံများဆေးဝါးများနှင့်ဆေးသမားများကိုလုံလောက်အောင်ထားဖို့စင်ပါဆက်နှမ်းပတ်မျှလောက်ပင်ထားရှိရကောင်းမှန်းအလေးမထားခဲ့ကြစေတကယ်ဆိုတော့ ပြည်သူတို့၏ကျန်းမာရေးအတွက်တုံ့ဆွဲခြင်းပြုရသောငွေကြေးများကိုအစိုးရအဖွဲ့သည်ဘာမှပြန်လည်းမရှိဘဲမတုံ့ဆွဲလျင်မဖြစ်၍တုံ့ဆွဲခြင်းပြုနေရသောငွေကြေးအဖြစ်ဖြင့်သဘောထားနေပုံရလေသည်ထို့ကဲ့သို့သဘောမထားလျင်လည်းထို့ကဲ့သို့သဘောထားနေပုံရောက်လေသည်ပြည်သူတို့၏ကျန်းမာရေးအတွက်တုံ့ဆွဲခြင်းပြုရသောတိုင်းပြည်တစ်ပြည်၏ဘဏ္ဍာငွေကြေးသည် ပြန်လည်းမရှိဘဲတုံ့ဆွဲပြစ်လိုက်ရသောငွေကြေးမဟုတ်ချေ အခြားအခြားသောစက်မှုလုပ်ငန်းကြီးများအားယင်းဒီမြုပ်နှံရသလိုယင်းဒီမြုပ်နှံခြင်းပြုရသောလူမှုရေးဆိုင်ရာအရင်းအနှီးသာဖြစ်လေသည်ပြည်သူအများ၏ကျန်းမာရေးတိုးတက်ကောင်းမွန်လာအောင်ငွေကြေးသုံးစွဲမှုနှင့်ယင်းဒီမှုများကိုပြုနိုင်မှသာလျှင်ပြည်သူတို့၏အထွေထွေကျန်းမာရေးအခြေအနေသည် တိုးတက်ကောင်းမွန်လာနိုင်လိမ့်မည်မဟုတ်သလားယင်းတို့ပြည်သူအများ၏ကျန်းမာရေးအခြေအနေပြည့်စုံကောင်းမွန်မှသာလျှင်ပြည်သူများသည် ၎င်းတို့၏လုပ်ငန်းကိုင်ငံများကိုဖိဖိစီစီနှင့်လောက်ကင်နိုင်ကြမည်မဟုတ်တလောပြည်သူတို့ကရင်းတို့လုံနိုင်ကိုင်နိုင်လေလေနိုင်ငံတနိုင်ငံ၏ဒါနာအရင်းဤသည်ပုံမကျော်ဝလာလိမ့်မည်လည်းမဟုတ်တလောကုန်ပစ္စည်းများသည်လည်းပုံမ၍ထွက်လာနိုင်လိမ့်မည်မဟုတ်တလောတို့ရတွင်အစိုးရအဖွဲ့သည်ပြည်သူတို့၏ကျန်းမာရေးနှင့်ပတ်သက်၍ထိုကဲ့သို့မြင်းမိကဲ့ဟံမတူစီလှင့်လျူထူထားခဲ့သည်နေတကား ခန်းတော်ဆွမ်းခံရင်ငှက်တဲ့ဒေါက်တာလွမ်းဝေသည်မူလကလေးကရေးဆွဲပြုလုပ်ထားခဲ့သော၎င်း၏ခရီးစဉ်နှင့်အလုတ်အစီအစဉ်များအတိုင်းပေါက်ခေါင်းမြို့ကလေးတွင်အ ਨੇ စုံ၃လမှအများဆုံး၆လခန့်များအထိနေထိုင်က၎င်း၏တာဝန်ကိုထမ်းဆောင်ရန်သာဖြစ်လေသည် ထို့နောက်သူ၏ခရီးစဉ်အတိုင်းအေယာဝတီမြေအနောက်ဘက်ကမ်းဖြစ်သောတရက်ခရိုင်မင်းတုံးနယ်ဘက်သို့ပြောင်းရွှေ့ပြုလုပ်ရန်လည်းဖြစ်ပေသည် မင်းတို့နဲ့မှာတဆင်သူဒီမင်းဘူးနောက်ဖေးဘက်မှာ ပတ်တယ်ငဖဲနဲ့များနဲ့ကြောက်တော်ရဘက်တို့ဆက်လက်လက်ပတ်ဖို့အစီအစဉ်ရှိလေသည်သူဒီရန်ကုန်တို့ပြန်ရန်တော်တော်နှင့်စိတ်ကူး၍ပင်မရသေးချေတကယ်ဆိုတော့လေရန်ကုန်ကဲ့သို့မြို့တော်အရ၌ကြော်ကြား၍ကြွန့်ကျင်သောစေတမားများအများအပြားပင်ရှိနေသည်မဟုတ်သလား ်ဆေးရုံများဆေးပေးကမ်းများနှင့်ဆေးတိုင်များလည်းအလုံးအလောက်ရှိနေကြသည်မဟုတ်သလောဒေါက်တာလွမ်းဝင်၌နောက်ပိုင်းအားငဲစရာအထောက်ထားလည်းမရှိလာချေသူဘခင်သည်လည်းဂျပန်ခေတ်ကပင်တည်ဆုံသွားခဲ့လေပြီသူ၏မိသွေးသည်လည်းအိမ်အောင်ကျသွားပြီဖြစ်သောသမီးချင်းနှင့်သမီးလက်တို့အိမ်များတွင်တလဲစီနေထိုင်လျက်ရှိလေသည် သူနှင့်အဖေတို့အမေခွဲညီအငယ်ဆုံးသည်ရန်ကုန်တက္ကသိုလ်၌ BA ကို၃နှစ်မြဆက်၍ဖြေတော်လဲမအောင်သဖြင့် ဗမာရေတက်မတော်သူဝင်ရောက်သွားခဲ့လေပြီထို့ကြောင့်ဆရာဝန်ကြီးဦးလွမ်းဝေအတွက်ငဲ့ညာထောက်ထားစီရနှင့်နောက်ပိုင်းတန်ရောစင်များမရှိသလောက်ပင်ဖြစ်လေသည်သူသည်မိမိလှုပ်ရှင်ကိုင်းခြင်းရာကိုအေးအေးဆေးဆေးနှင့်လှုပ်လှက်လက်လက်လောက်ကင်ထိုင်သူတူဖြစ်လေသည်သူရတွင် လူဘဝဆိုသည်မှာမမျော်လင့်ပဲစင်းရတက်ရသောအတက်အဆင်းကလေးများနှင့်ပြုတ်သိမ့်နေတတ်သည်မဟုတ်သလား ပေါက်ခေါင်းမြုပ်ကလေးတို့ရောက်ရှိလာပြီးနောက်များမကြာမီဆရာဝန်ကြီးဦးလွမ်းဝေဤခရီးစဉ်နှင့် အလုတ်အစီအစဉ်များအားလုံးတို့သည်ကမောက်ကမဖြစ်ရန်အကြောင်းတရက်နှင့်စုတင်ခြင်းပြုရလေသည်ထိုအဖြစ်ပြက်သည်ဆရာဝန်ကြီးဦးလွမ်းဝေဤခရီးစဉ်နှင့် အလုတ်အစီအစဉ်များကိုတာလင်းရမဟုတ်၎င်း၏ဘဝကြီးတစ်ခုလုံးကိုပါအရင်အမြင့်မှစ၍ပြောင်းလဲသွားစေခဲ့သည် တကား ဒေါက်တာလွမ်းဝေသည် မြန်မာနိုင်ငံရဲ့ရဲတို့လှည့်လည်ရ၌မြို့ကလေးများတွင်စခန်းချနေထိုင်သည်ဆိုသောညလည်းစင်ရဲသားလူများစုဝေးပြီးနေထိုင်ကြရာတောလက်ကျေးရွာများတွင်သာအချိန်ကုန်လွန်လေးရှိသည့်အတိုင်းပေါက်ခေါင်းမြို့ကလေးမျိုးတို့ရောက်ရှိလာသောအခါ၌လည်းမြို့ပေါ်၌အနေထိုင်နေပါကကျေးလက်တောရွာများ၌လှည့်လည်ဆေးကုသနေသည်ကများလေသည် သူသည်တနင်္ဂနွေတပတ်လျင် ပေါခေါင်းမြို့ပေါ်၌နှစ်ရက်သုံးရက်ခန်းမြောက်တော့သာအများဆုံးနေထိုင်နေရှိသည် ပေါခေါင်းပန်ဝဲကျင်ရှိကြေးလက်တော့ရများတွင်၄ရက်မှ၅ရက်ခန့်အထိတရွာမှတရွာသို့ကူးတန်းကာနေထိုင်ခြင်းပြုတတ်လေသည်တခါတည်းရန်လူနာများများပြားနေလျင်သူသည်တနင်္ဂနွေနှစ်ပတ်မှ သုံးပတ်ခန့်အထိမြို့သို့ပင်ပြန်မလာတတ်ရှိလူနာများအတွက်အရေးကြီးဆုံးလိုအပ်သောစေဝါများကိုဝယ်ရန်သူ၏တပတ်ကလေး မနောအားမြို့သို့လွှတ်တက်လေသည်ဆရာဝန်ကြီးဦးလောင်းဝေ၏တပည့်မနောဆိုသောတငယ်မှာကရှင်အမျိုးသားကလေးတအူဖြစ်လေသည် ထို့သူငယ်သည် အသက်20တသာခန့်အရွယ်လူငယ်တအူဖြစ်၍ဒေါက်တာလွမ်းဝေအတွဲအလွန်တရာအသုံးဝင်က များစွာအားကိုးအားထားခြင်းပြုလေပြုနေရသောတပည့်ကလေးတအူဖြစ်လေသည်ဦးလောင်းဝေသည်မြေကြီးနားခရိုင်စတုံစမားနယ်များတွင် လှန့်လေစေကုသဇင်က ထိုကရှင်မျိုးသားကလေးမနောဆိုသောသူကိုတွေ့ဆုံရရှိခဲ့ခြင်းဖြစ်လေသည် ထို့သောမနောကိုဆရာဝန်ကြီးဦးလွမ်းဝေစား၍တွေ့ရခြင်းကထိုတငယ်သည် အသက်15နှစ်တသာခန့်ဖြစ်၍နာရာကျေဖြစ်သောငှက်ဖျားယောဂဆွဲကပ်လျက်ရှိလေသည်ငှက်ဖျားယောဂ၏နှိမ့်ဆက်မှုကြောင့်လူရုပ်ပင်မပေါ်တော့ချေမနော၌မိဘများမရှိတော့ချေညီကိုမောင်နှမတွေလည်းမရှိကြချေ သူသည် လူဒုက္ခိတကလေးတဦးမျှသာဖြစ်လေသည်သူသည် ခိုးခိုးရမဲ့နေသည်ဖြင့်သာသမီများပြား၍အလွန်တရာဆင်းရဲလာသောဦးကြီးဝန်းခွဲတို့၏နေအိမ်၌မိကိုကဲ့ရဲ့နေထိုင်ခြင်းပြုနေရလေသည်ကရှင်ရဲ့မျိုးသားများနေထိုင်လျက်ရှိကြသော စတုံးနယ်သို့လှည့်လည်စေကူတာကဲ့စဉ်ကဥလန်းဝေသည်ကြောပြင်တွင်အနာကြီးများ တလုံးပြီးတလုံးပေါက်နေသော မနော်ဤဥလေးလုတ်သူကိုစေကုသပေးရင်မနော်ကိုတွဲဆောင်ခဲ့ရခြင်းဖြစ်လေသည် သူသည်လူယုံမြပင်မပေါ်တော့သော ထိုကလေးကို တွေ့လျင်တွေ့ခြင်းများစွာတနာကျင်တာမိလေသည်သူသည်မနော်ဤဥလေးလုတ်သူကိုစေကုသပေးရင် မနော်ဤငှက်ပြားယောဂကိုလည်းကိုဖြစ်ရင်ဖြစ်ကုသပေးလေသည် အာဟာရချုံငဲ့နေသော မနော်ကို အားရှိလာအောင်အစာကောင်းအတောက်ကောင်းများကိုလည်းဂယုတ္တဆိုင်ကျွေးမွေးလေသည် မနော်ဤဦးလေးကြီးသည် အလွန်တရာဆင်းရဲချွတ်တက်လာသည့်အထက်သားသမီးများပြားလှသော ကရှင်အမျိုးသားကြီးတို့ဦးဖြစ်လေသည်ထို့ကြောင့်မိမိသားသမီးများကိုတော်လည်းကောင်းတူကလေးမနော်ကို၎င်းထမင်းနှံ့မှန်အောင်ကျွေးမွေးနိုင်ကျွေးမွေးထားရှိနိုင်သူတို့ဦးမဟုတ်ပါရှိဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းစီစဉ်တိဆက်မှုကိုဒီမာရင်ခိတ္တခဏရနာခွင့်ပြုပါခင်ဗျာ ဒီနေ့မှာရှင်ဘေဘီဝင်ရောက်နားဆင်အားပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးဘီယာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ